မင်္ဂလာပါရှင်ရန်ကုန်ကိတဲ့ channel နောက်ဆုံးရသတင်းကိုတင်ဆက်ပေးပါမယ်။ချမ်းမြုံနယ်မှာနိုင်ငံရေးကျင်းသားတွေတင်ဆောင်လာတဲ့ကားနှစ်စီးကိုတိုက်ခိုက်မှုစစ်တပ်ဘက်ကနှုတ်သိမ်းဆုံးဖမ်းဆီးခံပြီးတဲ့ရဲဘော်တောင်ကိုကယ်တော်နိုင်ခဲ့မကွေးတိုင်းချမ်းမြုံနယ်အမှတ်တော်ပြားစုလမ်းပိုင်းမှာနိုင်ငံရေးကျင်းသားတွေတင်ဆောင်လာတဲ့ကားနှစ်စီးကိုတိုက်ခိုက်ရာစစ်တပ်ဘက်ကနှုတ်သိမ်းဆုံးပြီးနိုင်ငံရေးကျင်းသားပြီးတဲ့တောင်ကိုကယ်တော်နိုင်ခဲ့ကြောင်း People Defense Force ချောင်းမှာသတင်းနဲ့ပြန်ကြားရေးတာဝန်ခံကပြောတယ်။နိုဝင်ဘာလ19ရက်နေ့မနက်9:00နာရီခန့်မှာ ချောင်းမြုံနယ်အမှတ်တော်ပြောင်းစုလမ်းပိုင်းရှိကွေးကြုံနယ်မြေရဲစကန်နဲ့ကွေးပင်နယ်မြေရဲစကန်ကြားမှာနိုင်ငံရေးကျင်းသားငါးဦးတင်ဆောင်လိုက်ကာနစီကိုဒေါ်လိုက်တစ်ဖွဲ့ကကြားပြတိုက်ခိုက်ခဲ့တယ်။ထိုတိုက်ခိုက်မှုတွင်ကားပေါ်လိုက်ပါလာတဲ့စစ်သားနှုတ်သေးဆုံးပြီးတော့ဒီခိုက်တရားရှိကမြို့ပြပြောက်ကြားစစ်စင်ရေးတွေဦးဆောင်တဲ့ရဲဘော်နဲ့ဆိုင်ကိုမုံညို့ကိုကဲတောင်းနိုင်ခဲ့တယ်။စစ်ကွေးနှကောင်ကတော့ပွဲချင်းမိတရားမျိုးရှိတယ်။၃ကောင်တော့တရားရလို့သိရပါတယ်။ကျွန်တော်မိုင်း၃လုံးနဲ့မိုင်းဆွဲတိုက်ခိုက်ခဲ့တာ။ မိုင်းနှလုံးကအဲ့ဒါဖြစ်ပြီးတော့မကွဲသွားရခြင်းတွေမျိုးကားတွေထိုးရမသွားတော့ပဲအခုလွတ်လာနိုင်ခြင်းအကျဉ်းသားတွေကတော့ကျွန်တော်ကောင်ပြက်ကတ်တိုက်ခိုက်နေတဲ့အချိန်မှာခုံချလိုက်လို့လွတ်မြောက်လာတာသူတို့ကပြန်နေဆွဲတင်မှုစ조사တဲ့အချိန်မှာကျွန်တော်တို့စုဖီပြီးပြစ်တော်မခံနိုင်မဲ့မောင်းပြေးသွားတယ်တအုပ်လွတ်မြောက်ပြီးတော့လေးဦးကတော့ကားပေါ်ပါသွားတယ် အဆိုပါတိုက်ခိုက်မှုကိုကြောက်ကိုင်လာဖို့ကြောင်းမြို့နယ်ဘကဖာလက်ရုံစစ်ကြောင်းကြောင်းမြို့နယ်ပြည်သူ့ကာကွယ်ရေးဖွဲ့ကြောင်း Special Draft 4မကွေးခိုင်ဘကဖာထူတိုက်ခိုက်တပ်ခွဲ9တိုက်ကဖိုက်တာ4တို့ကပူပေါင်းလုံဆောင်ခဲ့တယ်ထို့သောပြစ်ခတ်တိုက်ခိုက်မှုဖြစ်ပွားပြီးနောက်ကွေးပင်နယ်မြေရဲစခန်းတိုင်မှု KI မှုတွေပါရောက်ရှိလာပြီးအင်အားလုံးရင်းနဲ့အမှတ်သုံးပြဆိုလမ်းပိုင်းကိုလည်းမြင့်ရှင်းနေလှုံ့ဆောင်ကလွတ်မြောက်သွားနိုင်ခြင်းကိုပြန်လည်ဖန်ဆင်းနိုင်လှုံ့ဆောင်သွားမြို့ပြည်သူတွေကိုချိန်ချောက်ပြောဆိုသွားကြောင်းသိရတယ် လွန်မြောက်လာနိုင်ခြင်းတွေက2023ခုနှစ်နိုဝင်ဘာလ29ရက်နေ့6မြို့အမှတ်စနစ်ရွှေတွင်ကုန်းရပ်ကွက်မှာနေထိုင်တဲ့6မြို့နယ်စီမံသားကော်မတီမှမြို့တော်ဝင်ပြည်လုံးနေတဲ့တန့်စင်ဦးစိုးသူကိုပြစ်ခတ်ရှင်းလင်းခဲ့တော့မြို့ပြပြောင်ကြားဆင်ဆင်ရည်ဥဆောင်နေတဲ့ ရဲဘော်နဲ့ဆိုင်ကိုမူးညူဖြစ်ကြောင်းသိရတယ်။ထို့အပြင်နိုဝင်ဘာလ19ရက်နေ့ကလည်း6မြို့နယ်ပြည်သူ့ကာကွယ်ဖွဲ့6ပါကဖက်က၎င်းတို့စုံမတိုင်းကျောက်တိုင်းပြည်အောင်စုအမှတ်3လမ်းမကြီးပေါ်ရှိဂွေးချိုးဂွေးပင်လမ်းပိုင်ကိုပြည်သူတွေည9နာရီကနေမနက်6နာရီတွင်ဖြတ်တန်းသွားလာခြင်းမပြုရန်ထုတ်ပြန်ထားကြောင်းလိုက်နာခြင်းမရှိပါကဖြစ်ပေါ်လာမဲ့အကြောင်းအရာတွေကိုတောင်းယူမှုမဟုတ်ကြောင်းနဲ့တွင်းရှိပါကအပြစ်ပေးရေးယူဆသောမည်ဖြစ်ကြောင်းပြောဆိုရတယ်။ ဆလာဘေးစတက်လက်အောက်ခံပြီးချက်ကောင်းစားစောချက်တို့အပြစ်မရှိထွက်ပြေးခြင်းမရှိရွှေကုတ်ကောင်မှလည်းကြားဖြတ်တရုတ်တထိန်နေထိုင်ခြင်းမရှိနိုင်မောင်းစောပြောအကြမ်းဖက်စတက်လက်အောက်ခံတဲ့ကြားဆောင်တဲ့ဘီဂျက်ကောင်းစားစောချက်တို့မှကြားဖြတ်နဲ့ပတ်သက်ပြီးအပြစ်မရှိရွေး ထွက်ပြေးခြင်းမရှိကြောင်းဘီဂျက်ပြောခွင့်နိုင်မောင်စောကပြောတယ်။လက်ရှိရွှေကုတ်ကိုအတွင်းကြားဖြတ်နေကိုဖန်စီယာမစစ်တပ်နဲ့တူ BGF ကပူးပေါင်းဆောင်ရွက်လျက်ရှိပြီးမြောက်လိုင်းရဲ့မိန့်ကိုခံယူပြီး BGF ကကြားဖြတ်ရှင်းလင်းကိုစစ်တပ်နဲ့တူပူးတက်ဆာမိဖြစ်ကြောင်းလက်ရှိမှာကင်းလုံကြုံရင်းနဲ့နေဆက်အရာဝင်ကြီးရဲ့စီမံကုတ်ကဲမှုအမှကြားဖြတ်နေကိုဖိတ်ဆို့ဖန်စီနေကြောင်း ပီကျက်ကောင်စားစောချစ်သူနဲ့ပတ်သက်ပြီးထွက်ပြေးခြင်းမရှိဘဲဘာသာရေးနဲ့ဒေသဖွံ့ဖြိုးရေးလုပ်ငန်းတွေလောက်ကိုင်းနေမှာအမလဲဖြစ်နေကြောင်းစောချစ်သူမှာဘာအပြစ်မှမရှိကြောင်းထုတ်ပေါ်ပြောဆိုရဲကျွန်တော်တို့ကအကြီးအကဲကကျွန်တော်မြန်မာအများကတော့ဆွတ်ဆွဲချက်တွေကအများကြီးရှိရဲလက်ရှိကအမြင်ပြမှာကျွန်တော်တို့ကဒီစကန်မာလုပ်ငန်းမှာကိုရိုင်းကိုကြပါဝင်ပတ်သက်ခြင်းလည်းလုံးဝမရှိဘူးကျွန်တော်ဒီမြေကြီးပေါ်မှာလာပြီးအစားအုပ်စောက်တယ်အစားအုပ်ပေါ်မှာဟိုတယ်စောက်တယ် ဒီဟိုတယ်မှာဘာလုပ်နေလဲကျွန်တော်မသိဘူးကျွန်တော်တည့်ရက်ချိန်မှာလည်းခုလိုပူပေါင်းစာပြီးဖန်ဆင်းမှုတွေရှိပါတယ်ရှင်ပြင်ရွှေကုတ်ကိုတဲမှာကြားဖြတ်တရုတ်တရေတွေကို BGF ကတဲထုတ်ပေးနေသည်ဆိုတဲ့သတင်းတွေနဲ့ပတ်သက်ပြီးထိုကဲ့သို့ဖြစ်စဉ်တွေမရှိကြအောင်တရုတ်တရေတွေကရွှေကုတ်ကိုမှမနေဘဲလုံခြုံတဲ့နေရာမှာနေကြကြောင်းတရုတ်တရေတွေကိုရှစ်ပြောင်းပေးခြင်းမရှိဘဲမြန်မာပြည်နယ်ဘာတရုတ်ဒေသပြန်လည်ထွက်ခွာနေခြင်းဖြစ်ကြောင်းသိရတယ်တရုတ်တရေတွေကိုကြိုရွှေ့ထားမှရှိကျွန်တော်ခဏခဏပြောပွဲစကားရှယ်တရေတွေကကျွန်တော်စီမှာမနေပါဘူးတရေတွေကဒီလိုနေရာတသေးလေးမှာဘာမှစိန်ခံကောင်းစရာလည်းမရှိတဲ့နေရာမှာမရှိဘူး သူတို့ကရှင်းပြပြရင်ကျွန်တော်လေးလာတလို့ဆိုရင်ငွေကြီးလဲချမ်းသာတဲ့ဒရေကလုံခြုံပြီးတော့မှဒီလောက်ပြဿနာရှုပ်ထွေးနေမှာပဲတထေးမှလည်းမနေပါဘူး။ဆိုလိုရင်းကရှင်းပြပထဝီဝင်နေထားရမကောင်းတာလို့တဲ့သူကပြေးလို့လွယ်တဲ့နေရာမှာပဲနေမယ်။လက်ရှိမှာရှင်းကိုကိုမှာဆိုင်နေတဲ့နေရာကိုစီးနေခဲ့ပြီးလူပေါင်းကအကြောင်းကိုဖန်စီကကွန်ပျူတာ3000နီးပါးနဲ့ဖုန်းပေါင်း2000ကျော်ကိုတင်စီရရှိတာကြောင့်နိုင်မစောကပြောတယ်။ဆက်လက်ပြီးပွင့်ဖြူနေစကူမျိုးနယ်တို့မှာစင်တက်ကလူဆက်3000ကိုပေါ်တာဆွဖန်စီပြီးလူငတ်တောင်းလျင်ငွေကျပ်350နဲ့ပြန်ရွေးခိုင်း မကွေတိုင်းပွင့်ဖြူမြို့နယ်နဲ့စကုမြို့နယ်အုံးမှာဂျပန်စစ်တပ်ကလူငယ်73ကိုပေါ်တာဆွဲဖမ်းဆီးပြီးလူငယ်တောင်းလျင်ငွေကျပ်350နဲ့ပြည်ရေးခိုင်းကြောင်းပြည်သူညီနောင်စလင်းသတင်းတောင်းခံကိုပြည်သူကပြောတယ်။နိုဝင်ဘာလ17ရက်နေ့မှာပွင့်ဖြူမြို့နယ်လေကိုင်းကြာနီမှာရာဝတီတိုင်းကလာတဲ့စပားရိတ်ချွေဆက်တင်လာတဲ့7ဘင်းကားပေါ်မှာလိုက်ပါလိုက်လူငယ်3ကိုအဂျပန်စစ်တပ်ကပေါ်တာဆွဲဖမ်းဆီးခဲ့ကြောင်း ရင်းနဲ့မှာပွင့်ဖြူနဲ့စနေမျိုးပေါ်ကိုပြင်းဆွဲနေရဲတော်ဝင်ရင်တိုင်းမှာလိုက်လာတဲ့လူငယ်နှစ်ဦးကိုလည်းကျောင်းတော်လမ်းဆောင်မှာဂျပန်စစ်တပ်ကထပ်မံပေါ်တော်ဆက်ဖန်စီခဲ့ကြောင်းထို့ပြင်ပွင့်ဖြူမျိုးနဲ့ဗန်တန်းချီအောင်မှာလူငယ်တအုပ်ကိုဂျပန်စစ်တပ်ပေါ်တော်ဆက်ဖန်စီသွားကြောင်းသိရတယ်အလားတူနိုဝင်ဘာလ15ရက်နေ့မှာစကူးမြို့နယ်ကြေအမလုံငတောင်းကိုဂျပန်ဖက်စစ်တပ်ကထပ်မံပေါ်တော်ဆွဲဖမ်းဆီးခဲ့ကြောင်းရင်းနှီးမှာပွင့်ဖြူမြို့နယ်အတွင်းရှိမကွေးကံပြားစစ်ဆေးရေးဂိမ်းနဲ့ ကတပန်းအောင်နေရှိစစေဂိမစစ်သားတွေကတောင်ဖလန်တော်ကျရလူငယ်တဦးကန်ဆယ်ကျရမလူငယ်တဦးလူငယ်သုံးနဲ့စူပါစတားဆိုင်ဝန်ထမ်းကိုဖိုးစော်တို့ကိုဆက်လက်ပေါ်တာဆွဲဖန်စီခဲ့ပါတယ်အစောပိုင်းပေါ်တာဆွဲဖန်းစည်းကလူငယ်73ဦးထဲမှာလူငယ်3ကိုသာမိသားစုဝင်တွေကငွေကြေး350နဲ့ပြန်လည်ရွေးထုတ်နိုင်ခဲ့ပြီးကျန်သူတွေကငွေကြေးပေးဆောင်နိုင်ခြင်းမရှိအောင်စစ်တင်တဲ့အကြောင်းပို့ဆောင်လိုက်ကြတယ်။စေခွေတွေကပေါ်တာဆွဲဖန်းစည်းတော့73ဦးထဲမှာလူငယ်3ကိုတောင်းလျင်ငွေကြေး350နဲ့ပြန်ရွေးရတယ်။ ကျန်တဲ့ငွေကြေးနဲ့ပြန်မြေးနိုင်တဲ့လူငယ်တွေကိုစစ်ခွေးတွေကစစ်တဲ့နှံကြောင်ပို့လိုက်တယ်။ငွေကြေးနဲ့ပြန်ရလူငယ်သုံးကိုပွင့်ဖြူမျိုးနဲ့ဝါတက်ထဲမှာသွားယူရလို့သိရတယ်။အဲဒီလူငယ်သုံးစလုံး၁၃စလုံးကခံမှန်းချေအသက်25နှစ်ကနေ40နှစ်ထိရှိရလို့သိရတယ်။ဂျပန်စစ်တပ်ကယခုလလယ်ပိုင်းမှာစစ်မှုရေပတ်စင်ဇက်ကိုစတင်ဖွင့်လှစ်ခဲ့ပြီးလာမယ့်ဒီဇင်ဘာမှာဖွင့်လှစ်မယ်စစ်မှုရေပတ်စင်20အတွက်လူငယ်တွေကိုပေါ်နာဆက်ဖန်စီမွေလှူဆောင်နေကြောင်းဒေသပြည်သူတွေရဲ့ပြောဆိုချက်ရသိရပါတယ်။ဆရာပီတောင်ကူလိမ့်တော်လမ်းပိုင်းမှာမဲယုံပြည်စေးပို့ပြန်လာဂျပန်စစ်ကြောတိုက်ခိုက်ခံရကများပြားတိုက်ဆုံး မကုန်းနဲ့ကင်ပြည်နယ်ဆက်တောင်ကိုလိတ်တုံလန်ပိုင်မှာတွေ့ရရွေးကောက်ပွဲအတွက်မဲပြစ်စီရေးပို့ဆောင်စဉ်ဆေးရုံစုကိုကြားပြတ်တိုက်ခိုက်အကြပ်ဖက်စစ်သားအများအပြားထိခိုက်သိမ်းဆုံးခဲ့လို့ KNU တပ်မှနေတိုင်းကကန်းနီကြားဒေသတောင်ရှိသူကပြောတယ်ဒါပြင်ဆေးရုံစုစစ်ကြောင်းဝင်ရောက်လာတိုင်းအရသားတွေကိုလူသားတိုင်းလို့ဖန်စီပြီးလူအရောက်အောင်တွားတက်တာကြောင့်အရသားတွေထူးထူးတိပြုသိမ်းဆောင်စီခြင်းကြတယ် ပြည်ကနိုဝင်ဘာလ18ရက်နေ့မနေ့စောပိုင်းကစလို့ဘကိုရရေတားရှင်မြို့နယ်အခြေဆိုင်604တိုင်ကထွက်လာတဲ့အကြပ်ဖက်စစ်ကြောင်းအတောင်ကိုလိတ်တို့လမ်းပိုင်းအတိုင်ကရင်ပြည်နယ်တနောင်ကျွမြို့နယ်တွင်ကလိတ်တို့မျိုးစီမဲုံပြည်စင်သွားပို့ဆောင်ခဲ့လို့သိရတယ် ။အဲဒီစစ်ကြောင်းကြားတော်တဲ့ကလည်းကြိုးစိုးခဲ့ပြီးမဲယုံပြည်စီပို့ဆောင်ပြီးလို့ပြန်ဆင်းလာချိန်မှာထုံးပို့ကြီးကြီးအတွင်တပတ်ကြာနေထိုင်ရင်ဆက်တကလက်ထောက်ခါလာခဲ့ကြောင်းအဲဒီနောက်လမ်းတစ်လျှောက် JR ဖြစ်တဲ့ထိုးဝါကြောင်းမလှကုံမွန်ကုံစတဲ့ JR မှာဖြတ်တန်းသွားလိုက်ရက်သားမျိုးသားမျိုးသမီးတွေကိုလူသားတိုင်းဖမ်းဆီးလာခဲ့ကြောင်းသိရပါတယ်။အဲဒီနောက်မှာတော့စစ်ကြောင်းကကြောင်းလုံးကြီးစကန်ကိုရောက်ရှိခဲ့ပြီးတညာအိတ်ကဖန်စီထားတဲ့လူသားတိုင်းတစားခန်းတွေကိုပြန်လွတ်ပြီးဆက်လက်ထွက်ခွာလာကန်းဒီဒေတာပိန်းနေပင်ရွာနီမှာထိတွေ့တိုက်ပွဲစတင်ဖြစ်ပွားခဲ့ပါတယ်။ ဆလပီဂျပန်ဆေးရုံးရဲ့အတွေ့အကြုံရေကောက်ပွဲဝေဖန်လို့ဖန်စီခံအတွင်နဲ့ရန်ကုန်မြို့ကအများဆုံးပါဝင်ဂျပန်ဆေးရုံးရဲ့အတွေ့အကြုံရေကောက်ပွဲဝေဖန်လို့ဖန်ခံအတွင်ထဲမှာရန်ကုန်မြို့ကအများဆုံးပါဝင်တယ်လို့ရေကောက်ပွဲကာကွယ်ရေးဥပဒေနဲ့စစ်ကော်မရှင်ကတိုက်ရိုက်ချင်းချောင်းနေရလွတ်လပ်စွာပြောဆိုခွင့်စီရင်ခံစားနဲ့ဆေးရုံးစုထုတ်ပြန်တဲ့သတင်းချက်လက်တွေကသိရတယ်။အဂျပန်ဆေးရုံးစုရဲ့စူပါဥပဒေနဲ့ဖန်စီခံအတွင်နဲ့ရန်ကုန်တိုင်းကဖန်စီကသူ16ယောက်နဲ့အများဆုံးပါဝင်နေပြီးမန္တလေးတိုင်းက2ယောက်၊ကယင်ပြည်နယ်က9ယောက်၊ရှမ်းပြည်နယ်2ယောက်၊ရယဝတီတိုင်း3ယောက် ကရင်ပြည်နယ်၂ရောင်မွန်ပြည်နယ်၁ရောင်နဲ့ပဲခူးတိုင်းက၃ရောင်ဖြစ်ပြီးတခြားမြို့နယ်အတိမပြုတ်နိုင်သေးတယ်လဲပါရှယ်လို့စင်ခန်းစားပေါ်ပြတယ်ဒါအပြင်တွေ့ရောင်ရွေးကောက်ပွဲနဲ့ပတ်သက်လွတ်လပ်စွာဝေဖန်ပြောဆိုလို့ဖန်စီခင်အတွေ့အထိမှာလူမှုကွန်ရက်ကနေဝေဖန်မှုကြောင့်ဖန်စီခင်ရမှု34.4%ခန့်ရှိပြီးတခြားဖြစ်စဉ်ကြောင့်ဖန်စီခင်အသူ ပထမ6ရက်ကနေရှိရလို့မြန်မာအင်တာနက် project ဖွဲ့ကထုတ်ပြန်ထားတယ်။အဆိုပါတခြားဖြစ်စဉ်တွေထဲမှာပါတီဆိုင်မှုတွေကိုဖျက်ဆီးရကိုစရဲလောင်းကိုတိလက်ရောက်ပြုလုပ်တာမဲမပေးဖို့ပြောဆိုရတဲ့ရွေးကောက်ပွဲလုပ်ငန်းစဉ်မှာပေါဝင်သူတွေပေါ်ကိုတိလက်ရောက်ပြုလုပ်တာတွေကိုအကြောင်းပြုပြီးဆေးဥစုကဆွဆွဲဖန်ဆီးထားတယ်။ ဖန်စီကန်တွေကပြီးခဲ့တဲ့ဇူလိုင်လကဂျပန်ဆီအစိုးရတရားမဝင်ပြဌာန်းလိုက်တဲ့ပါတီစုံဒီမိုကရေစီတွေ့တွေ့ရွေးကောက်ပွဲကိုနှောက်ယှက်ဟန်တာဖျက်ဆီးခြင်းမှာကာကွယ်ပေးဥပဒေပုံမှန်24ရက်ဖန်စီကန်အများဆုံးဖြစ်ပြီးအဲ့ဒီပုံမှန်ရ2005နှစ်ကနေ10နှစ်တိကျမှတ်နိုင်လို့ငွေတန်လဲချမှတ်ခံနိုင်တာပဲဖြစ်ပါတယ်။နောက်ဆက်အောင်ပြကြတဲ့အတွက်ဒီဝင်ကျေးဇူးတင်ရှိပါရရှင်။